ကြာရှုံးမှုနာကျင်ကြေကွဲမှုတွေဟာမလွဲမသွေမုန်ချကြုံတွေ့ရမဲ့ဘဝအစိတ်ပိုင်းတွေပါပဲအဲ့လိုခံစားနေရတဲ့ချိန်မှာဘဝမှာရှေ့ဆက်ကြုံတွေ့ရမဲ့လောကဒဏ်ကိုရင်ဆိုင်နိုင်ဖို့ခံနိုင်ရေးဆိုတဲ့မျိုးစေ့ကိုချပြိုးနေတဲ့ကာလပါပဲဘဝကပေးတဲ့လင်းနဲ့တဲ့သိဉဏ်ပညာကလည်းဒီနာကျင်မှုတွေထဲမှာပဲရှိနေတာပါနာကျင်မှုတွေကိုခံစားနေရတဲ့အချိန်ကာလဟာပိုကောင်းတဲ့လမ်းကိုရှောက်လန်းဖို့ဆွမ်းအားတွေကိုလည်းပေးဆွမ်းနိုင်ပါတယ်။ လှလှပပနဲ့ရေပေါ်မှာပွင့်လန်းနေတဲ့ဂျာပန်လေးကိုကြည့်ကြည့်ပါ။နှူရည်ထဲမှာအမြင့်တီပေါက်ရောက်နေရပြီးမယ်ရေပေါ်မှာအလှပဆုံးဖူးပွင့်ကြပါရယ်။ဒီရွှွန်တော်မရှိရင်လည်းလှပတဲ့ဂျာပန်လေးပွင့်လန်းလာမှာမဟုတ်ပါဘူး။ဒီလိုပါပဲ။နာကျင်မှုတွေထဲမှာကြက်ကြက်ခံပြီးလှပတဲ့ဘဝတွေကိုတည်ဆောက်လို့ရပါရယ်။နာကျင်မှုတွေခံစားရတဲ့အခါမှသာကိုကျင်းစာတရားတွေတိုးပွားလာမှာပါ။ မီးလောင်ခံခဲ့ရဘူးတဲ့သူမသာမီးလောင်ဒဏ်ရာနဲ့သူရဲ့ခံစားရတဲ့ပူကိုကိုချင်းစာမိမှာပါကိုမွေးဖွားလာကလေးကကိုဘွားနဲ့တူလောကဒဏ်ဆိုးကောင်းနေပါလာတယ်လို့ဒီလောကဒဏ်ကိုကျင့်ကြံခံနိုင်ဖို့ခံနိုင်ရည်လဲပါလာပါတယ်ကောင်းတဲ့လောကဒဏ်မှာရှင်မှုနေပြီးဆိုးတဲ့လောကဒဏ်မှာရှိုင်းနေနေမယ်ဆိုရင်တော့ မွေးကလေးကကိုနဲ့တူပါလာတဲ့ခန္ဓာရည်ဆိုတဲ့ဆွမ်းအားပျောက်ဆုံးနေလိုပါဒါကြောင့်ခန္ဓာရည်ဆိုတဲ့မွေးရပါဆွမ်းရည်ကိုအတွေ့အကြုံနဲ့ပေါင်းဆက်ပြီးဒူပေတာပေခန္ဓာရည်ဖြစ်တွုံးမြင့်ပြီးဘဝမုံတိုင်းတွေကိုတတ်တိရှိရှိတီတီနီနီဖြတ်ကျော်ရင်းပြစ်ဆုတ်ပန်ချိန်တွေကိုတတ်မှုရှိရှိနေထိုင်သွားကြရအောင်ပါ